ကဲမနေ့ကညကတော့ကျော် Thomas Frank ရဲ့ဒါ Tottenham Hotspur အသင်းဟာဆိုလို့ရှိရင်အိမ်ကွင်းမှာတော်တော်လေးကိုရုပ်ပြက်ဆင်းပြက်နေပဲဒါ Fulham ကိုကျွန်တော်1-2ဆိုရဲရလက်နဲ့ရှုံးနေခဲ့တယ်။ဒီအရှုံးရလက်ကသူတို့လက်ရှိ Premier League ရဲ့ဒီအမှတ်ပေးစရာမှာဘလောက်ထိကျော်အခြေအနေဆိုးရွားသွားလဲပြီးလို့ရှိရင်ဒီရာဒီအတွက်သူတို့မှာ Champion League ဒါဥရောပဝင်ခွင့်တနင်္လာရဖို့အတွက်ဖြစ်နိုင်ပါအောင်မလား။ ဒါ Thomas Frank ရဲ့ဒီ Tottenham Hotspur ညကရှုံးသွားတဲ့ဒါပွဲပြီးသုံးသက်ချက်လေးကိုလည်းပြောမယ်သူတို့ဘာတွေမှားနေတာလဲဆိုတဲ့အကြောင်းအရာလေးကိုပါဒီနေ့မှာကျွန်တော်ရဲ့အမြင်လေးတွေကိုဒါပြည်သက်ကြီးနဲ့တူတူဆွေးနွေးသုံးသပ်ပြီးတော့မှာပဲဖြစ်ပါတယ် ကျော်မင်းညားကကျော်ပရီးမီးယားလိပွဲစဉ်ကျော်တော်တင်ဟော့စပါနဲ့ဒါဖူဟန်ကစားတယ်တော်တင်ဟော့စပါအိမ်ခွင်းမှာဒါကစားတယ်ပေါ့ကျော်ဒီပထမပိုင်းကျော်6မိနစ်မှာတင်ကိုပဲဒါစပါကတွင်းကို2ဂိုးအထိပေးလိုက်ရတယ်ဒါဒီဒီတွင်းကို2ဂိုးကလည်းဒါစပါအသင်းကစားသမားတွေဒါနောက်တန်းနေပေါ့ရော့လို့ပဲဒါပေးလိုက်ရတဲ့နှလုံးဒုတိယအလုံးဆိုလို့ရှိရင်လည်းဒါဂိုးသမားဒါဗီကာရီယိုရဲ့ဒါပြောရမယ်ဆိုလို့ရှိရင်မလိုအပ်တဲ့လောက်ရဲ့ကြောင့်သူတို့ရှုံးဒါဂိုးပေးလိုက်ရတာပေါ့ဒီ ဘောလုံးထွက်လာတဲ့ဂိုးသမားတယောက်အနေနဲ့ကျွန်တော်နောက်တန်းလိုကစားသမားမျိုးတောင်အဲ့နေရာမှာဒါဘောလုံးကိုဘေးကိုရှင်းထုတ်တဲ့ရှင်းထုတ်မဲ့အနေထားမျိုးအဲ့ဒါကိုဂိုးသမားဖြစ်တဲ့သူကအဲ့လိုအနေထားမျိုးမှာဘေးကိုမရှင်းထုတ်ဘဲနဲ့အရှိကိုတစ်ချက်ဘတ်ပြီးတော့ကန်တင်နေဆိုတော့ဒါသူ့ရဲ့လောက်ရက်ကဒီသူ့ဆုံးဖြတ်ချက်ကတော်တော်လေးကိုမှားယွင်းတဲ့ဆုံးဖြတ်ချက်လို့ပြောလို့ရတယ်။ဒီဂိုးကလည်းသူတို့အတင်းအတွက်ဒါအရှုံးရစီတဲ့ဂိုးတကူလို့ပဲပြောရမှာပဲကြော်ကန်သွားတာလည်းတော်တော်လေးပဲလှပါတယ်ကြော်ဝယ်ဆုံဝယ်ဆန်ကအမြဲတမ်းကြော်ဂိုးလှလှပပလေးတွေတွင်းပေးနေတဲ့ ကစားသမားတော်တော်လေးလဲကောင်းနေကန်သွားတာဒါပေမဲ့မလိုအပ်တဲ့အမှားပဲကျော်မနေ့ကဆိုလို့ရှိရင်စပါးရဲ့နောက်တန်းကယွန်စရာကြီးယွန်စရာကြီးဆိုစပါးကဒီနောက်ပိုင်းပွဲစဉ်ဒီမှာတောမဖရန်လက်တက်မှာကျော်3ဘတ်နဲ့ကစားတယ်3ဘတ်ကစားတယ်ဆိုပေမဲ့ဒီဘက်မှာဥတိုကီနဲ့ကျွန်တော်တို့စပန်စီနဲ့ကိုဒါနှစ်ယောက်ကိုအတက်စင်းဆော့ခိုင်းနေကျော်အတက်ကင်းဆော့ခိုင်းနေပြီးလို့ရှိရင်နောက်မှာကကျော်ဗန်ဒီဗန်ရဲ့ကျော်ဒန်ဆိုရဲ့ပြီးလို့ရှိရင်ကျော်တခါကျရိုမယ်ရိုတို့ဘာတို့ဒါပြီးလို့ရှိရင်ဂရေးပေါ့ grade ဒီနေ့ဆိုလို့ရှိရင်ကျော် grade ကိုကျော်ဒီနောက်လဲဝင်ကစော့ခိုင်းနေကျော် defensive midfield လဲစော့ခိုင်းနေဒီပုံစံတိုင်းမျိုးလေးပေါ့ဒါ Thomas Frank လက်ရှိသူအသုံးပြုနေတဲ့လူစင်းပဲဒါ Thomas Frank ရဲ့ Spartan မှာ injury ကစားသမားများလားဆိုအင်ဂျူကစားသမားတွေတော့ရှိတယ်ဒါ Madison တို့ Kulusevski တို့ Solanke တို့ဒါဒီကစားသမားတွေကတော့ injury ကပြန်တက်တာလာဘူးအချိန်ကအရန်ကြီးတော့မလို့ဆိုပေမဲ့အခုလက်ရှိအချိန်နေမှာလုံးဝအဆင်မပြေဘူးစပိုင်ရဲ့နောက်တန်းကဘလောက်ထိအခြေအနေဆိုးလဲဆိုလို့ရှိရင်ကျုပ် ီနောက်ဆုံးသူကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဒါပေးကိုးတွေပေးထားတာနဲတာမဟုတ်ရှေ့ရလဲဂိုးရတယ်နောက်ကလဲဂိုးပေးရတယ်ဒါတောင် Vicario ကရှေ့ရပွဲစဉ်တွေမှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့အထဲမှာပါတယ်เนาะကျွန်တော်ဒီဒီပွဲဒီရှုံးပွဲကြောင့် Thomas Frank ကကျွန်တော်ပြိုင်ပွဲဆုံးမှာမှာ၄ပွဲဆက်တိုက်ရှုံးပွဲကြုံသွားပြီးကျွန်တော် Champion League မှာလဲ PSG ကို5-3နဲ့ရှုံးထားတယ်ပေးကို၅ကိုအထိပေးထားတယ် Spain နောက်တန်းအားကြောင့်မို့တော်တော်အချိန်နေဆိုးတယ်လို့ပြောတာကျွန်တော်ဒီ Arsenal ဆိုလို့ရှိရင်လည်းဒါ၄ကိုအထိဂိုးပေးထားရတယ် Fulham လိုအသင်းမျိုး မျိုးကိုတော့နှာနှာကိုပေးရတယ်ဆိုတော့စပိုင်းရဲ့နောက်တန်းကတော်တော်လေးကိုအခြေအနေဆိုးတယ်စပိုင်းရဲ့နောက်တန်းကအခြေအနေဆိုးတယ်ဆိုပေမဲ့ van di van ကလုံးဝကိုရှယ်ကြီးနောက်တန်းမှာသူတယောက်တည်းယုံနေရဗျာရိုမေရိုကအနီကပ်ထိတာဖြစ်ကြောင်းမလို့ဒီပွဲမှာမပါနိုင်ဘူးဒါပေမဲ့ van di van ကတော့တော်တော်လေးကိုကောင်းတဲ့အထဲမှာပါတယ်လို့ပြောရမယ်ကျောက်ဒီ defense center back position မှာကော attacking ဘိုင်းမှာကောကျောက် van di van ကတော်တော်လေးကိုစပါအသင်းအတွက်အရေးပါတဲ့ကစားသမား ဒါ Romero Van de Van ဆိုလို့ရှိရင်တော့အဲ့လောက်ထိမဆိုးဘူးဗျစပါအဓိကဆိုးနေတာစိုက်ဘတ်နှစ်ခုမှာတော်တော်လေးအခြေအနေဆိုးနေတယ်ကျော်ပိုရိုဆိုလို့ရှိရင်လည်းဒီယာဒီမှာတော်တော်ကြီးကိုခြေစွမ်းကြသွားတာပြီးလို့ရှိရင် Udogi Spansi Udogi ဆိုလို့ရှိရင် injury ကနေပြန်သသာလာပြီးတဲ့ကကြိုးကြောင်နေဖြစ်နေအရင်တော့က Udogi ဆိုလို့ဆိုအရင်တော့က Udogi ဆိုတာစောင်ရမ်းကောင်းနေတအားမြန်တဲ့ကောင်နေအဲ့ဒီစိုက်ဘတ်ဒီမှာအသေးပြေးတဲ့ကောင်နေအဲ့လိုကစားသမားတွေကအခုအချိန်မှာကျော်ဒဏ်ရာနေပြန်သသာလာတဲ့အချိန်မှာတော်တော်လေးကိုအခြေအနေဆိုးရွားတဲ့ပုံစံကိုမြင်နေရတယ်ကျော်နောက်တန်းမှာဆိုလို့ရှိရင် Van de Van တ ယောက်ပဲယုံတာအမှန်ဆိုလို့ချင်းဒီတက်တောင်ကိုးပေးအောင်မယ်ဗန်ဒီဗန်ကဲတဲ့အလုံးนี่အများကြီးပဲကျွန်တော်ဒီပိုရိုရောင်းလိုက်တဲ့အလုံးဆိုလို့ချင်းဗန်ဒီဗန်ပြလုံးဝမဖြစ်နိုင်တော့တဲ့အနေထားကြီးဂိုးသမားနဲ့ဘိုင်ဝမ်းတော်မို့ဂိုးပဲရှိတော့တယ်ဒါကန်နဲ့တစ်ဖက်ကကစားအသမားနဲ့ဂိုးနဲ့ပဲရှိတော့တာအဲ့ဒါကိုဗန်ဒီဗန်လုံးဝဒါ slide လုပ်ပြီးတော့ဖြတ်သွားတာပေါ့ဒီအလုံးนี่ဆိုလို့ချင်းဗန်ဒီဗန်တော်တော်လေးကိုကောင်းတယ်ရှေ့မှာလည်းသူဖြတ်တဲ့အလုံးนี่ကမနေဘူးပထမပိုင်းမှာကျွန်တော်ဒီ Tottenham Hotspur ကကျွန်တော် ဂိုးပေါက်ကန်သွင်းခွင့်တစ်ချိန်တောင်မရခဲ့ဘူး။ကန်သွင်းခွင့်မဟုတ်ကန်သွင်းခွင့်တော့ရတယ်ဂိုးပေါက်တဲ့တာတစ်ချိန်တောင်မရှိခဲ့ဘူး။ကျောဒီဖူလန်ကကြီးပဲပထမတပိုင်းလုံးတောက်လျှောက်ကန်တာတတိုင်းနိုင်ကန်တာကျောအဲနောက်တန်းမှာမှားတယ်ပြက်တယ်ပြီးလို့ရှိရင်လိမ့်ဖန်လိမ့်ဖန်နဲ့တခြားဘောလုံးကထွက်လာတယ်ဟာလို့ရှိရင်ပြက်ပြက်သားသားမရှင်းနိုင်ဘူးအဲ့ဒါကစပါးရဲ့အဓိကပြဿနာပဲဒါပေမဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဒီ4 back ပြန်ပြောင်းလိုက်တယ်ဗောဗျာကျော grey ကိုထုတ်ပြီးတော့ဘန်ဒါကာကိုထည့်တယ်ပြီးလို့ရှိရင်ကျောဒီပြီးလို့ရှိရင်ကျော zavi side moon ကိုထည့်လိုက်တယ်အဲ့အချိန်ကျတော့မှတိုက်စစ်ကနည်းနည်းလေး ဒုတိယပိုင်းမှာနည်းနည်းလေးလှုပ်လို့ရသွားတာဒါခူတက်သွင်းသွားတဲ့အလုံးကတော့လှပါတဲ့ဒါမဲ့လေအဲ့အလုံးအပြင်ကိုနောက်ထပ် ကြီးကြီးမားမားအခွင့်အရေးဆိုတာမျိုးဒါစပါသင်မရခဲ့ဘူးဗျာတော်တော်လေးကိုအခြေအနေဆိုးရွားနေတဲ့အထဲမှာကျော်စပါပါတယ်ကျော်လန်ဒန်အသင်းတွေအားလုံးထဲမှာအခြေအနေအဆိုးဆုံးအသင်းလို့ပြောလို့ရတယ်လန်ဒန်အသင်းဆိုတာကျော်ဒီ Chelsea Arsenal နှစ်သင်းကိုပြောတာမဟုတ်လန်ဒန်အသင်းတွေအကုန်လုံးကျော် Crystal Palace တို့ Brentford တို့ဒါဒီအသင်းတွေအားလုံးနဲ့ရှင်ကြီးလိုက်မယ်ဆိုလို့ရှင်တော့စပါကဒီယာဒီမှာတော်တော်အခြေအနေဆိုးနေတယ်လို့ပြောလို့ရတယ် Thomas Frank သူ့ရဲ့ဒါပထမဦးဆုံးယာဒီမှာ လောက်ထိလုံးပြနိုင်မလဲတော့ကျွန်တော်အခုလက်ရှိမှာဆိုလို့ရှိရင်တော့ဒီပုံစံတိုင်းပဲဆက်သွားမယ်ဆိုလို့ရှိရင်တော့တို့ဒါဥရောပဝင်ခွင့်တနေရာရဖို့အတွက်တော့တော်တော်လေးကိုဒီယာဒီမှာရုန်းကန်နေမယ်ဘာလို့ဆိုတော့ဒီယာဒီမှာအသင်းငယ်တွေက တော်တော်လေးကိုကြမ်းနေတာဗျ။ဘာလို့ဆိုဆန်ဒါလန်တို့ဘုံမောက်တို့အက်စတရိုမီလာတို့အက်စတရိုမီလာတို့ထားပါခရစ်စတယ်ပဲလို့တို့ဘာလို့ကဒီယာဒီမှာသူတို့ဟာသူတို့သာဒီပွဲကြီးတွေကိုကြားလို့ရှင်ရှုံးရင်ရှုံးနေတာ။ဒါပေမဲ့သူတို့ရဲ့ရလက်တွေကအရင်ဆိုးရွားနေတာမျိုးမဟုတ်ဘူး။ကြောအခုဆိုလို့ရှင်ဒါခရစ်စတယ်ပဲလို့ဆိုလို့ရှင်တွင်းကိုပေးရတာပေးကိုပေးရတာတော်တော်လေးနဲတဲ့ထဲမှာပါတယ်။ အဲ့လိုမျိုးဖြစ်တဲ့အကြောင်းမလို့ကျုပ်ဒီ Tottenham Hotspur အသင်းကကျော်လန်ဒန်အသင်းနေအားလုံးထဲမှာအခြေအနေအဆိုးဆုံးဖြစ်နေတယ်သူတို့ဒီအားနေနေတဲ့ defenses ဘိုင်းကိုအကောင်းဆုံး Thomas Frank အနေနဲ့ပြန်ပြီးတော့ပြင်ဆင်မှပဲရလိမ့်မယ်မပြင်ဆင်မဲ့ကျုပ်ဒီတိုင်းပဲသွားမယ်ဆိုလို့ရှိရင်တော့ဒါ Spur ကတော်တော်လေးကိုဒုက္ခရောက်သွားနိုင်တယ်ဗောဒီရဒီမှာသူက high pressure တဲ့အသင်း high pressure တဲ့အသင်းကိုမှနောက်တန်းကပေါက်နေတယ်ဆိုတော့ဘာမှလုပ်လို့မရသူတို့ဂိုးရနိုင်ကြီးလဲအများကြီးရှိတယ်ဒါပေမဲ့ဂိုးပေးရဖို့ကရာခိုင်နှုန်းပိုများတယ်ဒါက Spur ကပြီးခဲ့တဲ့ရာသီတုန်းက ကဒါသူတို့ရဲ့အဓိကအချက်ပဲပေါ့ဒီအချက်လေးကအားကြောင့်မို့လဲဒီပွဲစဉ်မှာဒါကျွန်တော်ဒီအရေးကြီးတဲ့ပွဲစဉ်မှာဒါ Tottenham Hotspur အနေနဲ့ဒါ Fulham ကိုကျွန်တော်1-2ဆိုရဲရလနဲ့အိမ်ခွင်းမှာရှုံးနိမ်သွားခဲ့တာကြောင့်အမပေးကြမှာဆိုလို့ရှိရင်လဲကျွန်တော်အဆင့် 10ဆယ်မှာယာယီရက်ဒီနေပေါ့အောက်ကတက်လာတဲ့အသင်းတွေကြောဒီတစ်ပတ်လုံးဒါပွဲစဉ်အကုန်ကစားပြီးသွားလို့ရှိရင်သူ့အောက်မှာတက်လာမဲ့အသင်းတွေကအများကြီးပဲမန်ယူလီဗာပူးရှိတယ်ပြီးလို့ရှိရင်နော်ဒီယန်ဖော်ရက်တို့နော်ဒီယန်ဖော်ရက်တော့မမီတော့မန်ယူနဲ့လီဗာပူးနဲ့ပြန်တက်လာမယ်ဆိုလို့ရှိရင်မကြောက်ဘူးဆိုလို့ရှိရင်ကြောဒီတစ်ပတ်မှာသူ့အနေနဲ့ကြောအဆင့်7နှစ်လောက်အထိကိုကျသွားနိုင်တယ်အဲ့လောက်အထိအခြေအနေကဆိုးသွားသွားပြီဖြစ်တဲ့တော့ကြောင့်မလို့ပြီးခဲ့တဲ့ယာဒီတုန်းကလိုမျိုးပဲကြောတန်းစင်းစုံအနေထားအထိ ကတ်သွားမလားပေါ့အဲ့ဒါကဘာတွေမှားနေရလဲကျော် positive glue တုံးကလည်းကျော်ဒီဒီရလက်ပိုင်းဆိုးရွားသွားတယ်ဆိုပြီးတော့သူ့ကိုထုတ်လိုက်တယ်ဒါမဲ့ positive glue အနေနဲ့ဒါဒါ Tottenham Hotspur အသင်းရဲ့တမိုင်းတလျှောက်မှာ ဒါပထမအဆုံးယိုပါလိဖလားကြီးကိုဒါအရယူပေးနိုင်ခဲ့တယ်ပေါ့တောမတ်ဖရန်ဒီယာဒီမှာစူပလာအောင်မြင်မှုဘာတွေယူပေးနိုင်မလဲကျွန်တော် EFL ကကလည်းဒါနယူကာဆယ်ကိုရှုံးပြီးတော့ထွက်သွားရပြီဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အတွက်ဒါပြည်တွင်းဖလားကလည်းမရှိတော့ဘူးဒီပရီးမီးယားလိဖလားရဖို့အတွက်ကလည်းမလွယ်တော့ဘူးချန်ပီယံလိမှာလည်းသူတို့လမ်းကြောင်းကအရန်ကြီးဖြောင်ပြူးနေတဲ့အထဲမှာမပါဘူးတော်တော်ရုန်းကန်နေရတဲ့အထဲမှာပါတယ်အားလုံးတို့တောမတ်ဖရန်ရဲ့ တော်နေဟော့စပါတင်ဒီယာဒီမှာဘလောက်ထိလုတ်ပြနိုင်မယ်လို့ထင်လဲပြိသက်ကြီးရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးအဆုံးထိဝင်ရောက်ရှုပ်ကြရဲပြိသက်တရားကိုချင်းစီတိုင်းကိုသူပဲကြည့်ဦးတင်ရှိပါတယ်အာဂသာသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရဲကျွန်တော် MM Media ရဲ့ Facebook YouTube TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုကျင်တဲ့ပြိသက်များအနေနဲ့လည်း www.mmmediasport.com မှာအခမဲ့တိုင်းလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်ဒီမှာပြန်လည်ဆောင်ပေးကြပါမယ်ကျွန်တော်တို့ဆီတင်ဆက်သူကိုဆွဲပါ thank you